အားလုံးပဲမင်္ဂလာပါရှင်မြန်မာနှုတ်ချက်နေရနဲ့နှွေထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေပြီးတော့ပရိသတ်များစိတ်ဝင်စားမဲ့ဇလားကောင်းတွေကို နေ့စဉ်တိဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီကနေ့မှာနားဆင်ရမယ့်ဇလားလေးကစာရေးဆရာဇီးနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဒေးစုံမှာတိုင်ဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်ခရီးသည်တွေအပြည့်တင်ဆောင်လာတဲ့ဟိုင်းလာကားကြီးတစ်စီးဟာဖျားကြီးလမ်းဆောင်ဝါနဲ့ဟွန်းတာပြီးပြီး ်ခက်ကြက်ကြမောင်းနေသွားတာကြောင့်လမ်းဖြတ်ကူးဖို့လုံနေတဲ့အောင်မြတ်သားတို့ဆရာတပည့်တွေဟာနောက်ကိုဆုတ်လိုက်ကြတယ်။ဒီကောင်ကကားမောင်းပြန်နေတယ်ထင်နေလားမသိဘူး။မကောင်ကမောင်းထပ်သွားတဲ့ကားကိုကြည့်ပြီးပြောလိုက်တဲ့အချိန်ကားခေါင်မပေါ်မှာရေးရဲတောက်နေတဲ့အနီရအဝတ်ကိုဝတ်ဆင်ထားတဲ့လူတယောက်မတည့်ရက်ပြီးစီးသွားတာကိုမြင်လိုက်ရတယ်။ဟင်ခေါင်မပေါ်မှာမတည့်ရက်ပြီးစီးရတယ်လို့ပြောကြမှာဒုက္ခရောက်နေပါအောင်မယ်။ ဟုတ်ပါခွန်လိုက်ရင်ဒီဘက်ကလူတွေများအကြောက်လောက်အောင်မရှိကြအောင်မကောင်းတဲ့ခွန်လာတို့ရဲ့စကားကြောင့်အောင်မြတ်သာလှမ်းကြည့်လိုက်တဲ့အချိန်ဒေးဆိုမအောင်သွားကြဒေးဆိုမအောင်သွားကြဆိုတဲ့အတန်ကိုထင်းထင်းရှားရှားကြားလိုက်ရတယ်အောင်မြတ်သာလည်းထူးဆန်းတဲ့အတန်ကြောင့်ကာလာဖြတ်ကူဖို့လုံနေရကားနဲ့ချက်ချင်းဆုတ်လို့ရက်လိုက်ပြီးလူများရင့်နေကြတဲ့ကားဂိတ်ဘက်ကိုခြေဦးလှည့်လိုက်တယ်ဆရာကားလည်းမဖြတ်တော့ဘူးလားဟုတ်တယ်မကောင် ငါတို့ခရီးစဉ်ကဒေဆုမာတောင်သွားဖို့ဖြစ်သွားပြီဒေဆုမာတောင်ဟုတ်လားကျွန်တော်လည်းကြောက်ဘူးတာကြပြီတခါမှတော့မရောက်ဘူးဒါဖြစ်မကြခဲ့ရောက်ရတော့မှာပေါ့ဟောဟိုမှာကားတစ်စီးတော့လာနေပြီအောင်မြတာခရီးသည်တွေတင်လာတဲ့ကားတစ်စီးကိုတားပြီးတပည့်တွေနဲ့အတူတူဒေဆုမာတောင်ရှိတဲ့ဘက်ကိုလိုက်ပါလာခဲ့တယ်45မိနစ်လောက်အကြာမှာတော့ဝမ်မဲအင်းဆိုတဲ့ရောက်ကိုရောက်လာခဲ့ပြီးဝမ်မဲအင်းရနဲ့တဆင်ဆက်သွားခဲ့တာ ညနေစောင်းအချိန်မှာတော့တောရိပ်တောင်ရိပ်တွေနဲ့ဖုံးလွှမ်းနေတဲ့ဒင်းစုံမောင်တောင်ချေကိုရောက်လာခဲ့ပါတယ်။တောင်ချေကိုရောက်တာနဲ့ဆရာတပည့်တွေဟာတတက်လို့ထမင်းကြီးရောင်းတဲ့ဆိုင်မှာခိတ္တအနားယူနေတဲ့အချိန်မလမကမ်းမှာရှိတဲ့ကုန်းကမှုလေးပေါ်မှာစောင့်ကြောက်ထိုင်ပြီးသူတို့ပြုံးပြီးတဲ့မျက်နှာထားနဲ့ကြည့်နေတဲ့အနေအားဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။အကိုဟိုမှာဟိုမှာထိုင်နေတဲ့လူကကောက်ပေါ်မှာမတ်တည့်ရလိုက်သွားတယ်လို့မဟုတ်လား။ ရုပ်ကိုတော့အသေးချာမမှတ်မိပေမဲ့ဝတ်ထားတဲ့အဝတ်အနီအောင်တော့မှတ်မိနေတယ်။မကောင်းတဲ့ခွန်လာတော့နှစ်ယောက်သားတီတူပြောနေတဲ့အချိန်မှာအောင်မြတ်သားမတ်တက်ထရက်ပြီးတော့ဒီပုဂ္ဂိုလ်ကငါတို့ကိုစောင့်နေတယ်ထင်တယ်လို့ပြောပြီးကိုမှုရှိတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ဖယားဘူးတွေနဲ့ရှုပ်ထွင်းနေတဲ့ဇောင်းနဲ့တခုအရှိအရောက်မှာတော့အနီအောင်ဝတ်စုံဝတ်ထားတဲ့လူကတောလန်တခုကိုလက်ညှိုးညော်ပြပြီးဖြတ်ခနဲ့ပြောက်ကွယ်သွားတာကြောင့်အောင်မြတ်သားအနောက်ကိုပြန်လှည့်ကား ဒီကောင်ကငါတို့ကိုတော်လာရနေတောက်မော်ကိုသွားစေချင်တာထင်တယ်။ဆရာ၊ तू ကဘာလုပ်လဲ။ငါလည်းအတိအကျတော့မပြောတတ်ဘူး။တောင်ပေါ်ရောက်ရင်တော့တေချာသိရမှာပါ။အောင်မြတ်သားလည်းမှောင်စပြိုးနေတဲ့ရာသူဥရုကိုအတုပြီးတော်လန်လေးအတိုင်းခီးဆက်ခဲ့ကြတယ်။나이ဝက်လောက်သွားပြီးတဲ့အချိန်မှာတော့အလင်းရောင်မရှိတော့ပဲအမောင်ရိတ်ကြီးစိုးလာတာကြောင့်တစ်ပင်တစ်ကောင်းနေကြားထဲကနေကြာနေတဲ့လရောင်ကိုအပြုတ်ပြီးခီးဆက်လာခဲ့တဲ့အချိန်မှာ အနီရောင်အစင်းပါတဲ့လုံကြီးကိုဝစ်ဆင်ထားတဲ့လူနှစ်ယောက်တော်လန်မျက်ွယ်ကိုရနဲ့ရုတ်တရက်ပေါ်လာခဲ့တယ်။အဲ့ဒီလူနှစ်ယောက်ကအောင်မြတ်တော်တို့ကိုမြင်တော့လက်မကင်ထားတဲ့မီးတုပ်နှစ်ချောင်းကိုကမ်းပေးပြီးအရှိရောက်ရင်ညာဘက်လမ်းချိုးကိုဝင်းမှာဘဘက်ကိုမွေမာနဲ့ဆိုပြီးခပ်ပြက်ပြက်ပြောကလာရလမ်းအတိုင်းပြတ်ထွက်သွားခဲ့တယ်။အောင်မြတ်တော်တို့လည်းတခါမှမမြင်မှုတဲ့လူတွေလာပြီးတဲ့မီးတုပ်ကိုမင်းကြီးပြီးခရီးဆက်လာခဲ့တာ။နိုင်ဝဲလောက်ကြားတဲ့အခါမှာတော့ တတင်တင်စီးကြနေတဲ့ရေတန်းတွေကိုကြားလိုက်ရတယ်။ဆရာရှေ့မှာလမ်းကြောင်းတစ်ခုရှိနေတယ်။ညာဘက်ကိုပဲရွေးရမလား။သူတို့ပြောတဲ့အတိုင်းပဲသွားလိုက်ပါ။မင်းတို့လည်းရှေ့နားရောက်ရင်ခဏနားလိုက်ကြအောင်။မကောင်းတို့လည်းညာဘက်မှာရှိတဲ့လမ်းကြောင်းတွေကိုဝင်သွားခဲ့တော့9မိနစ်လောက်အကြာမှာကြည်လင်တက်ရှင်းတဲ့ရေတွေစစ်စစ်နေတဲ့ဆန်းကြောင်းတစ်ခုကိုမြင်တွေ့လိုက်ရတယ်။ဆန်းကြောင်းရဲ့ဘေးမှာတော့မြို့ပေါ်တစ်ခုဖို့ထားပြီးမြို့ပေါ်ဘေးမှာတော့ အနေအားအဝတ်ဝတ်ဆင်ထားတဲ့လူတယောက်ငုတ်တုတ်ထိုင်နေခဲ့တယ်။ဆရာဟိုလူကတောင်ကြီးမှာမြင်ရတဲ့လူမဟုတ်လား။အေး तू ကငါ့တို့ကိုစောက်နေတာထင်နေ။အောင်မြတ်သားလည်းမိဘုံပြီးမှထိုင်နေတဲ့လူစီကိုလက်လျှောက်သွားတဲ့အချိန်မလမကနဲ့တောဆရာအော်ဒါနဲ့ထွက်ပေါ်လာခဲ့တယ်။ထင်တာကထက်တာကိုပို့ပြီးစောစောရောက်လာကြတာပဲ။လာကြလာကြ။အနေအားအဝတ်ဝတ်ဆင်ထားတဲ့လူရဲ့ဖော်ရွေးတဲ့စကားကြောင့်အောင်မြတ်သားတို့မြို့ဖို့ပြီးမှဝင်ထိုင်ပြီး ဒီနောက်မှာတောဆင်ရနဲ့အုပ်စုဖွဲ့သွားလာနေရလားဟုတ်တယ်ဗျဒါကြောင့်လဲညာဘက်လမ်းကိုရွေးဖို့ပြောခလိုက်တာခမရကဘာသူလဲကျုပ်တို့ကဘာကြောင့်လမ်းညွန်ပေးရတာလဲကျုပ်ကဒေဆုမှာတောင်းလာတဲ့ဖះဘူးတွေကိုကူညီပေးရတဲ့သူ နမရတော့မောင်ဖိုးနီလို့ခေါ်တယ်ကျုပ်တို့ဒီလိုလာဖို့လမ်းညွန်ရတဲ့အကြောင်းရင်းကရောဘာများလဲမကြခင်သိရမှာပါ အခုတော့ဆင်မတေချောင်းမင်းမှာနားလိုက်ပါအောင် မဖိုးနီကပြုတ်ရွှေနဲ့မျက်နှာထားနဲ့ပြောပြီးဘေးမှာချထားတဲ့ချင်းအောင်တွေကနေမှဲ့ဝင်းနေတဲ့ရွှေငပြောသည်တစ်ဖြူကိုထုတ်ယူပြီးတော့ကပ်ပစ်လိုက်တယ်။စားပါဗျ။ဆရာတို့ကိုကြွေးကျင်လို့လို့ချက်ကိုယ်တိုင်းခူးထားတာလေးပါ။မဖိုးနီရဲ့စကားကြောင့်အောင်မြတ်သားတို့လည်းမပြောသေးတဲ့လုံးစီယူပြီးစိတ်ကျေနပ်အောင်စားလိုက်ကြတယ်။ဆရာတို့ဖျားကြီးလမ်းဆောင်မှာရှိနေတော့ချက်ကိုမြင်လိုက်တယ်မဟုတ်လား။ချက်တို့မြင်လိုက်ပါတယ်။အဲ့ဒီချိန်ကြောက်နာထဲမှာကြားနေရတဲ့အတန်းကလည်းတင့်တန်လား။ ဟုတ်ပါလေဆရာကျောက်အတမှာဘာကြောင့်ကျုပ်တို့ဒေးဆုံမအောင်လာစေချင်ရတာလဲဟွန်းအမှန်တိုင်းပြောရင်တော့ဆရာတို့ရဲ့အကူအညီရယူလိုတာကြောင့်ဒီကိုခေါ်လာခဲ့တာပါဘလို့ကျုပ်တို့ကိုကူညီလို့တယ်ဟုတ်လားဒီမှာဘာကိစ္စတွေဖြစ်လို့လဲကျုပ်တို့နေတဲ့ဒေးဆုံမတောက်မှာကြောက်သေးစီရီဆိုတာရှိတယ်ဇီရီရဲ့အောက်ခြေမှာလည်းတန်နေရှင်နေတဲ့ဗိမာန်တစ်ခုလည်းရှိနေပါတယ် အဲ့ဒီတိုင်နဲ့အလွန်အဆွမ်းထက်တဲ့တိုက်ဆရာနှစ်ယောက်လာတူးမယ်ဆိုတဲ့သတင်းလေးရထားလို့ဆရာတို့အကူအညီလာတောင်းလာခြင်းဖြစ်ပါတယ်အခုရောတိုက်ဆရာတွေရောက်နေကြပြီလားရောက်မရောက်တော့မပြောတတ်သေးဘူးဆရာအခုထိတော့တိုင်နဲ့ပရဝင်တွေကိုရောက်မလာသေးဘူးသူတို့ကတိုင်နဲ့နဲ့ရဘယ်အရာကိုတူးမလို့လဲဒီကြောက်တီးစီဒီအောက်ခြေမှာရှိတဲ့တိုင်နဲ့နဲ့မှာမသေးသေးရှိတယ်ဆရာကြောက်ထင်တော့တိုက်ဆရာနှစ်ယောက်ကမသေးသေးကိုယူဖို့လာကြမယ်ထင်တယ် ဟမ်လူတွေရဲ့လောဘအတော့ကိုကြောက်ဖို့ကောင်းပါလားကျို့တို့မှလည်းသူ့စီကိုစီဆိုတာရှိလို့သူတို့မရောက်ခင်ကာလမှာကျို့တေလှုပ်ထားတဲ့နာကိုလှုပ်ထားရတော့မှာပေါ့ဆရာတို့ဘလို့ဖြစ်ချင်လဲဆိုတာဒါကျုပ်ကိုပြောပါ နိုင်တော့လောက်ကုညီပေးပါမယ်ကျုပ်တို့အခုကြောက်သီးစီတွေကိုသွားချင်တယ်ဘလို့သွားရမလဲဆိုတာလမ်းညွှန်ပေးပါစင်မသေးချောင်းအနေတဲ့တက်သွားရင်ကြောက်သီးစီတွေကိုရောက်မယ်ဆရာ လမ်းမှာလဲဆရာတို့လမ်းပြပေးမဲ့လူတွေစောင့်နေပါလိမ့်မယ်။ကောင်းပါပြီ။ဒါဖြင့်ကျုပ်တို့ကိုခွင့်ပြုပါအောင်။အောင်မြတ်သားမောက်ဖိုးနီကိုနှုတ်ဆက်ပြီးစင်မတေချောင်းရဲ့အပေါ်ဘက်ကိုတက်လာခဲ့လိုက်တယ်။ကြောက်တုံးကြောက်ခဲတွေထူထပ်လာတဲ့စင်မတေချောင်းအထက်ဘက်အရောက်မှာတော့ရေပြင်ကိုတခုခုနဲ့ရိုက်ခတ်နေတဲ့အတန်းကိုကြဲလောင်စွာကြားလိုက်ရပါတယ်။ဆရာယူတခုခုနဲ့ရိုက်နေတယ်လို့ပဲ။ဟုတ်တယ်။ငါလည်းကြားနေရတယ်။ မိတို့ကိုခက်မြမြမြောက်ကြည့်စာအောင်မြတ်သားရဲ့စကားကြောင့်မကောင်းကကြောက်တုံးတစ်ခုပေါ်တက်ပြီးမိတို့ကိုမြောက်ကြည့်လိုက်တာရင်းကြီးတွေအထက်ထက်တက်နေတဲ့ကြောက်တုံးပေါ်မှာပြောင်ပြောင်လက်လက်အခြေကုန်တွေအပြည့်ပါတဲ့အမိတို့ကရေပြုံကိုတပွန်းပွန်းနဲ့ရိုက်ပြီးဆော့ကစားနေတာမြင်လိုက်ရပါတယ်အမလေးလေးလေးနဲတဲ့အကောင်ကြီးမဟုတ်ပါလားမကောင်ဘာမြင်လို့လဲငကားနှကောင်ရေဆော့နေတာဆရာအမိဖျားတော့အုံးမြလုံးလုံးရှိတယ်ဆရာ တို့ဘာသာစော့နေပါစေငါတို့ရမမွေရင်ဘာမှမလုပ်နဲ့အောင်မြတ်သားတို့လည်းနဂါးနှကောင်ကိုမြေတားပို့ပြီးအထက်ဘက်ကိုဆက်တက်လာတဲ့အချိန်ရေရိုက်တန်ကရုတ်ချီနှိမ့်သက်သွားခဲ့တယ်ဆရာခုနကနဂါးနှကောင်မရှိတော့ဘူးလူလာလို့ထွက်ပြေးသွားတာထင်တယ်တို့အာယုံစမနေနဲ့ကိုလန်ခီကိုဂရုစိုက်ကြအောင်မြတ်သားစကားအဆုံးမှပဲတိတ်ကိုင်းပေါ်ကနေရှော့ကနေထိုးစစ်လာတဲ့ရှင်မျောမျောအရာတစ်ခုကိုမြင်လိုက်ရပါတယ် အယောင်တက်လက်လက်ထနေတဲ့မျက်လုံးနှလုံးကဗရက်များလိုရဲရဲနေနေပြီးနှာခေါင်းထဲကနေအခိုးငွေတွေထွက်နေတဲ့နှကားနှကောင်ကအောင်မြတ်သားတို့သုံးယောက်ကိုရန်လိုတဲ့အမူအရာနဲ့စိုက်ကြည့်နေခဲ့ကြတယ်။ကျုပ်တို့ကတင်းတို့ကိုရန်ပြုတ်မဲ့သူတွေမဟုတ်ဘူး။ကို့လောင်းကိုသွားကြပါ။အောင်မြတ်သားလေးတန်းအေးအေးနဲ့ပြောနေတယ်ဆိုပေမဲ့နှကားနှကောင်ကရန်လိုတဲ့ဟန်ကိုမလျှော့ပဲအခိုးငွေတွေမှုတ်ထုတ်ကဗပြင်းကိုဖြန့်လိုက်တဲ့အချိန် တော်လန်နေရနဲ့တောင်ဝက်ကိုတဒေါက်တောက်ခောက်ပြီး ဈေးညံလျှောက်လာတဲ့ဆရာတော်တစ်ပါးကိုဖူးမြန်လိုက်ရတယ်။ငကားနှကောင်ကဆရာတော်မြင်တော့ရန်လိုတဲ့အမှုရာကနေနူးညံ့ပြော့ပြောင်းတဲ့အသွေးကူပြောင်းသွားခဲ့တယ်။အသင်တော်ကမိတ်ဆွေကိုရန်သူထင်နေကြတာကိုကဲကဲကို့ထာနေကိုပြန်ကြစမ်းဆရာတော်ရဲ့စကားသက်အဆုံးမှာငကားနှကောင်ကရေထဲကိုဝုန်းကနေခုန်ဆင်းသွားပြီးစင်မတေချောင်းအောက်ဘက်ကိုထွက်သွားခဲ့ကြတယ်။ငကားနှကောင်ထွက်သွားတဲ့နောက်မှာတော့ဆရာတော်ကအောင်မြတ်သားတို့ကိုကြည့်ပြီး ဒကာလေးတို့ကဘယ်ဟိုသွားကြမလို့တော့တပဲတော်တို့ကကြောက်သေးစီတွေကိုသွားမလို့ပါဖျာတာထုတာထုတာထုဘေးရနေရဲ့ကေရှင်းပါစေလို့ဖုန်ကြီးဆုတောင်းပေးပါတယ်ပေးတဲ့စုနဲ့ပြေးပါစေဖျာမယုံမသိဆရာတော်ရဲ့ဘွဲတော်လေးတိခွေရနိုင်မလားဖျာရွှေစီတီဆရာတော်လို့ပဲမှတ်ထားပါတကားကြီးတင်ပါဖျာဆရာတော်လည်းတာသနာပြုလုပ်ငန်းတွေဒီထက်ပိုထက်ရနိုင်ပါစေဖျာ အောင်မြတာတို့လည်းရွှေစီတီဆရာတော်ကိုကြော့ပြီးကြောက်သီးစီဒီဘက်ကိုထွက်လာခဲ့ကြတယ်။ညာတဖြည်းဖြည်းနက်လာတာနဲ့အမြမိစားလည်းကုန်တလောက်ဖြစ်နေပြီမို့အစီပြေတဲ့နေရာတစ်ခုကိုရွေးပြီးတညတာနောက်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။တဖြည်းဖြည်းတောက်လောင်နေတဲ့မိဖို့ရဲ့အရှိကြောင့်ပဝဲချိန်မှာရှိတဲ့အရာဝတ္ထုတွေကိုကောင်းမွန်စွာမြင်နေခဲ့တယ်လို့တောတောင်အတွင်းညာထွက်ပေါ်လာတဲ့အကောင်ငယ်လေးတွေရဲ့အတန်ကိုလည်းတစ်ခါတည်းရန်ကြားနေခဲ့ရတယ်။အောင်မြတာကတော့ မိဘဘဲမှာညိတ်သက်စွာထိုင်ပြီးတရားရှုမှတ်နေသလိုမကောင်းတဲ့ခွန်လာတို့ကလည်းအမှန်တို့တဲ့ဟိုစွရှတဲ့မျိုးလုံးတွေနဲ့အကဲခတ်နေခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲတေကိုင်း၆တွေနင်းတဲ့အတန်အမိရဲ့တဲ့ကြောင့်တရီရှိနေတဲ့ခွန်လာကမိဘုံတရားမိစားတစ်ခုဆွဲယူပြီးအတန်ကြားတဲ့ဘက်ကိုဝှေ့ရဲကြည့်လိုက်တော့အဝါနဲ့အမဲတကက်စီပါတဲ့ကြားတကောင်ကိုစီးပြီးသူတို့စီကိုလာနေတဲ့ပုံကိုတယောက်ကိုမြင်တွေ့လိုက်ရပါတယ်။အဲ့ဒီပုံကအောင်မြတ်သားတို့ကိုလှည့်ပတ်ကြည့်ရှုပြီး လက်ထဲကင်ထားတဲ့တာမီရက်ကိုတဖြက်ဖြက်ခတ်ကတော်ရဲကိုပြောင်းဝင်သွားခဲ့တယ်။ခဏနေတော့တရားထိုင်နေတဲ့အောင်မြတ်သားရဲ့မျက်လုံးတွေပွင့်လာပြီ။ခုနကတောင်ပိုင်းအဖို့လာသွားတယ်မဟုတ်လား။ကြားစီပြီးတော့လူတယောက်လာသွားတယ်ဆရာ။အဲ့ဒါတောင်ပိုင်းအဖို့လား။ဟုတ်တယ်မကောင်။သူပိုင်နေနေမြင်မှာငါတို့ကိုရံပြုခဲ့တဲ့ငကားမောင်နဲ့အတွက်တောင်းပန်တဲ့အကြောင်းလာပြောခဲ့တာ။မသိပါဘူးဗျာ။ကျွန်တော်ကအနေပြုတ်မဲ့သူထင်ပြီးတရိပ်ထားနေတာ။ မင်းတို့လည်းခရီးပန်းနေကြပြီဆိုတော့ခဏနားလိုက်ပါအောင်အာယုံတက်တာနဲ့ပြန်ထွက်ကြတာပေါ့အောင်မြတ်သားရဲ့စကားကြောင့်မကောင်းလို့လည်းလွယ်အိတ်ကိုခေါင်းအုံးပြီးလှဲချလိုက်တာခဏလေးအတွေ့အိပ်ပျော်သွားခဲ့တယ်မကောင်းထားစမ်းထားစမ်းပခုံးကောက်လုံးနှိုးနေတာကြောင့်မကောင်းအိတ်မူဆံမွားနဲ့လန်နိုးလာခဲ့တယ်ဆရာဘာဖြစ်လို့လဲဟိုမှာကြည့်လိုက်စမ်းမကောင်းနဲ့ခွန်လာလဲအောင်မြတ်သားညှော်ပြတဲ့နေရာကိုကြည့်လိုက်တော့ အောင်လင်းပြီးလို့လင်းထိန်နေတဲ့အလင်းနဲ့တခွာကောင်းမြတ်မော်ကိုထုတ်တက်နေတာမြင်လိုက်ရတယ်။ဒါဒါတာမန်မင်းလေးရောမဟုတ်ဘူးနော်အစရ။အေးမင်းပြောတာမှန်တယ်မကောင်။ဒီအလေးရောင်ကကြောက်တီးစိတ်ဒီဘက်ကလာတာဆိုတော့မဟုတ်မှလည်းရောဖိုးနေပြောတဲ့သူတွေရောက်နေကြပြီထင်တယ်။မဖြစ်နိုင်ဘူးထင်တယ်နော်အစရ။သူတို့တွေရောက်ရင်ဒီဟာအဆောက်အအုံတွေကြိုတည်နေရမှာပေါ့အရန်ဆွမ်းတဲ့တိုက်စရာတွေက တို့ကိုတို့တရားအားထုတ်တဲ့လူတွေလိုဟန်ဆောင်ပြီးတော့နေကြတာများတယ်။မင်းတို့ငါတို့လိုမျိုးရောနှောပြီးတို့တူးမဲ့တိုက်အခြေအနေကိုအရင်လေ့လာကြတယ်။တိုက်ဆောင်တချို့နဲ့အဆောက်အအုံတရားလဲအမှန်တကယ်တရားကြည့်ကြံတဲ့လူတွေလိုထိမှတ်တဲ့အချိန်မှမှတို့ရဲ့အကြံကိုစတဲ့အကောင့်နဲ့ဖော်ကြတာကွ။ဒါဆိုဒုက္ခတော့ရောက်ပြီထင်ပါတယ်။မကောက်ကမန်းကနထပြီးလွယ်အုပ်ကိုကောက်လွယ်လိုက်တဲ့အချိန်ဘေးမှာရှိတဲ့တက်ပင်ပေါ်ကနေမောင်ဖိုးနေရုတ်တရက်ခုန်ဆဲလာခဲ့တယ်။ဆရာ ိုက်ဆောင်နေဒုက္ခရောက်ကုန်ပြီဗျဘလို့ဖြစ်တာလဲမောက်ဖို့နေတိုက်စီရတွေကအတွေးစီရောအပြည့်စီရောကထိချုပ်ထားကြပြီ အတွေးစီရလည်းအပြည့်ကူမြအပြည့်ကလည်းအတွင်းကိုကူမြနဲ့ဖြစ်နေကြတယ်ငါတို့လည်းဒီလောက်မြင်မြန်ဖြစ်သွားမယ်လို့မထင်ထားဘူးဖိုးနေအခွက်ချက်ကြီးကြောက်စီတွေကိုလမ်းပြပေးအောင်မြတာဖိုးနေကိုပြောပြတာနဲ့ဒင်းစုံမှာတောင်ကျောတလျှောက်မှာရှိတဲ့ဆိုင်ရာပိုင်ရာပုံကိုတွေကိုတိုက်တဲ့ပြီး လက်ကြီးတလျှောက်အနှောက်အယှက်တစုံတရာမရှိစေဖို့ခွဲပံကဆောက်ထွက်ခဲ့ကြတယ်။လက်တလျှောက်မှာတော့ကြောက်လန့်တဲ့ကြားပြေးလွှားနေတဲ့အဆောင်ငယ်လေးတွေကိုမြင်တွေ့ရပြီးတချို့နေရာမှာတော့အပြင်စီးကနေလွတ်မြောက်လာတဲ့တန်တန်းဆောင်မောင်းမတချို့ငိုယိုနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ခြေလန့်ကျကြီးတွေနဲ့တတားရီလောက်ရှောက်လာပြီးတဲ့အချိန်မှာတော့ညီကြီးပေါ်ကနေလူတစ်ဖောက်ခန့်မြင့်တက်နေတဲ့ရှင်ညိုရအလင်းနဲ့တခုကိုစတင်မြင်တွေ့ခဲ့ရတယ်။ဒါအပြင်စီးရဲ့အဆပဲဖြစ်ရမယ်။ ဟုတ်တယ်မလားမောင်ဘူးနီဟုတ်တယ်ဆရာတိုက်ဆရာတို့ရဲ့အစွာအတော့ကိုမြင်နေတော့သူတို့ချထားတဲ့ဆရာထင်းထင်းရှားရှားပေါ်နေတာဆရာကျွန်တော်စီးကိုဖျက်ဖို့စူးစမ်းကြည့်မယ်မကောင်းကဆက်ကြအင်းကိုလက်မကတ်ပြီးအင်းတို့ကတည်းရွတ်လိုက်တယ်ဆိုရင်မယ်လက်နှစ်ဖက်ကနေတဝဲဝီလည်နေတဲ့ဆက်ကြတက်လောက်ပေါ်လာခဲ့တယ်ခြားရဟလိုတဝဲဝီလည်နေတဲ့အင်းဆက်ကြတိုက်ဆရာတို့ချထားတဲ့အပြည့်စည်းနဲ့ထိလိုက်တဲ့အချိန်ထန်းဆိုတဲ့အတန်တစ်ခုထွက်ပေါ်လာပြီး မကောင်းရဲ့ခန္ဓာကိုယ်ကအနောက်ကိုလွှတ်ထွက်သွားခဲ့တယ်။အခုဘာဖြစ်သွားသေးလဲ။ဘာမှမဖြစ်ဘူးရတယ်။မကောင်းကတစားစီဆုပ်ပြဲသွားတဲ့စက်ကြအင်းကိုလက်နဲ့ခါထုတ်ရင်။သူတို့ရဲ့စီကအရန်ကိုခိုင်မာလို့နေဆရာ။ဖိုးနေပြောသူတို့သူတို့ရဲ့ပညာအတော့ကိုမြင်မာတာပဲလို့ပြောပြီးအောင်မြတ်သာအနာကိုတိုးကပ်လာခဲ့တယ်။မဟုတ်မှလည်းရော တိုက်ဆရာတွေကအသေးစီကိုတုံထားတာဖြစ်နိုင်တယ်။အသေးစီဆိုတာဘာလို့ပြောရလဲဆရာ။ စီးချတဲ့အခါမှာ အရှင်စီးအသေးစီးဆိုပြီးနှစ်မျိုးသုံးလို့ရတယ်။အရှင်စီးဆိုတာစီးပြင်မှာရှိတဲ့တက်ရှိလူသားတယောက်ဝန်းနိုင်ထွက်နိုင်အောင်ပြုတ်လုထားတဲ့စီးကိုခေါ်တာ။အသေးစီးဆိုတာပြင်မှာရှိတဲ့ဘလို့တက်ရှိရမှဝန်းလို့မြအောင်ပြုတ်လုထားတဲ့စီးပဲ။အသေးစီးရဲ့အားနဲ့ချက်ကအတွေ့ရလူအပြိုထွက်တာနဲ့စီးပေါက်ပြီ။အခုတိုက်ဆရာတွေကအတွေ့အကြုံရောပညာပိုင်းမှာပါအစ်စ်တခုရောက်နေတဲ့သူတွေဖြစ်တော့အသေးစီးကိုဘယ်တော့မှဖျောက်ဖျက်မိမှာမဟုတ်ဘူး။ ဒါဆိုတန်နှဲရှင်တွေကသူတို့တောင်းတာကိုပေးလိုက်ရတော့မှာပေါ့နော်။ဘယ်ရမစို့လက်ဟောင်မှုအနှင်းငယ်တော့ရှိနိုင်တယ်မဟုတ်လား။ဖိုးနီမင်းငါ့ကိုတစ်ခွလလုံပေးနိုင်မလား။ရရစရာဘာလို့ပေးရမလဲဆိုတာပြော။အကျုံလုံးနိုင်တယ်လို့စူးစမ်းပြပါမယ်။အခုချက်ချင်းမင်းရဲ့အစွမ်းကိုသုံးပြီးအပြင်းစည်းချထားတဲ့ပက်ပက်လက်ကိုလိုက်ကြည့်ပြီ။အတထောက်စာလာလွတ်နေတဲ့နေရာတွေ့လာပြန်ပြောပေးနိုင်မလား။ရပါတယ်ဆရာ။ ကျုပ်အခုချက်ချင်းပဲပပက်လဲလိုက်ကြည့်ပေးပါမယ်။ဖိုးနီယာတွက်လက်စွာနဲ့အပြည့်စည်းချထားတဲ့ပပက်လဲကိုလျင်မြန်တဲ့အရှိန်နဲ့ပြုတ်ထွက်ပြီးလိုက်ကြည့်နေတဲ့အချိန်တကောလုံးမီးလောင်ထန်ရဘရပွားဖြစ်နေတဲ့မိန်းမတယောက်အမျက်တာတို့ရှိတဲ့ဘက်ကိုဒရင်တရင်ရှောက်လာတာမြင်လိုက်ရတယ်။ဆရာဟိုမှာမိန်းမတယောက်ပါလား။မကောင်းရဲ့စကားကြောင့်လှမ်းကြည့်လိုက်တဲ့အခါချင်းမျက်စိထိရှေ့ချနေတဲ့ဇပင်တွေကနေမီးခိုးတွေထွက်ပြီးလက်တွေချီတွေမှလည်း မီးလောင်ဒဏ်ရာတွေရထားတာကိုမြင်တွေ့လိုက်ရတယ်။ကဲကြပါဦးရှင်။တခင်မလေးတို့ကဲကဲပေးပါ။အတားခက်ရရပဲထွက်လာတာကြောင့်မကောင်းကဘေးကနေပွေးထူဖို့အလုပ်။သူ့မထိနိုင်မှာကောင်းမင်းလက်မှာထိုးထားတဲ့အင်းစမတွေကသူ့ကိုပို့ပြီးပူလောင်စေလိုက်မယ်ဆိုတဲ့အတားထွက်ပေါ်လာခဲ့တယ်။အောင်မြတ်သားကမကောင်းကိုပြောပြတာနဲ့လဲကျနေတဲ့မင်းကလေးရဲ့ဘေးမှာရက်ပြီ။တင်ရဘဲတန်တန်းမှာအလုပ်ကြီးပြုတ်နေတဲ့သူလဲ။ ညာစေးရှိတန်တန်းမှနေတာပါမင်းတို့တန်တာကြောက်တီးစီကြီးပရဝင်ထဲမှာရှိနေတာပဲလားဟုတ်ဟုတ်ပါတယ်အခုတန်နေရှင်တွေအကောအဖက်ခံနိုင်ရတာလားသူတို့ချထားတဲ့ပရဝင်ထဲကတန်နေရှင်တွေအကောလုံးအဖက်ခံနိုင်ရပါတယ်ကျွန်တော်မျိုးမတော်ရုံအဖြစ်ဟန်ဆောင်ထားလို့လွတ်လာခဲ့တာပါချင်းတော့မလွတ်နိုင်တဲ့စီးရရနေရုံဟန်ဆောင်မြင့်လွတ်လာတာပေါ့လေကျွန်တော်မျိုးမကပဲကန့်ကောက်လာလားမပြောတတ်ပါဘူးရှင် လက်တော်စာကြောက်ချက်လေးတစ်ခုမှဆီရလွတ်နေတာမျိုးလို့အတီတိုးထွက်လာခဲ့တာဒါတော့အခုလိုမီးလောင်တရားတွေရခဲ့သေးတာတင်လို့ခဲ့တဲ့နေရာကိုချက်ကိုလိုက်ပြပေးနိုင်မလားလိုက်ပြလို့ရပါမယ်အခုလိုအခြေအနေမျိုးနဲ့ကျွန်တော်မျိုးမှလမ်းတော်ကောင်းကောင်းမရှောင်နိုင်ဘူးဖြစ်နေလို့ပါဒီအတွက်တော့စိတ်မပူနဲ့ကျုပ်ကတင့်တရားတွေပျောက်ကြရကုသပေးပါမယ်အောင်မြတ်ကမီးလောင်တရားတွေရထားတဲ့အုပ်ဆက်ဆောင်မမပြူရဲ့ခန္ဓာကိုယ်ပေါ် လက်နဲ့ဆက်တက်လိုက်တော့အသားနီလန်ပြီးအရေကိုနေကွာကျနေတဲ့ဒံရတွေဟာချက်ချင်းဆိုသလိုပြန်ကောင်းပြီးငကိုပုံစံအတိုင်းပြက်ဖြစ်သွားခဲ့တယ်။အဲ့ဒီအချိန်နေရာလော့သွားရှာတဲ့မောက်ဖို့နေလဲအမော်တကောနဲ့ပြန်ရောက်လာတယ်။ဆရာဇော်ကြီးတွေစိတ်ကြိတ်ဘူးတဲ့ကြောက်ပြေတနေရာမှာဆစ်လို့နေတယ်ဗျ။ငါတို့လည်းအခုပဲနေရာလော့အကြောင်းပြောနေတာ။ကဲအခုချက်ချင်းလွတ်နေတဲ့နေရာစီကိုသွားကြရအောင်။အောင်မြတ်သားတို့အပြည့်စည်လွတ်နေတဲ့နေရာစီကိုခတ်တုတ်တုတ်ထွက်သွားခဲ့တာ။ မကြခင်အချိန်အတွင်းမှာပဲစိတ်ကြိတ်တဲ့ကြောက်ပြင်းရှိတဲ့နေရာကိုရောက်လာခဲ့တယ်။ဒီတနေရာလွတ်နေလို့တော်ပါသေးရဲ့။ဆရာဒီနေရာကဘာလို့စီးမဆက်တာလဲ။အောင်မြတ်သားမကောင်းရဲ့စကားကိုပြန်မဖြစ်ပဲကြောက်ပြင်းပေါ်မှာကျန်နေတဲ့အရာကိုလက်ညှိုးထိုးပြပြီးတော့ကြောက်ပြင်းပေါ်မှာကျန်နေတဲ့အရာတွေကအလွန်ရှားပါးတန်ဖိုးကြီးတဲ့မီးခွေးမြကမောအစိတ်ပိုင်းတွေပဲ။ဒီအပေးရဲ့အဆွဲကြောင့်မီးတက်ကိုအခြေခံထားတဲ့ဆီကမဖောက်နိုင်ဖြစ်နေတာလို့ပြောလိုက်တော့မှ ငါကောင်းတဲ့ခွန်လာတို့သဘောပေါက်ဟန်နဲ့ခေါင်းညင်းလိုက်ကြတယ်။အမိကျုပ်တို့အပြည့်စည်းကိုကြော်နိုင်မိထားအတွင်းစည်းကိုကြော်ဖြတ်ဖို့စူးစမ်းရအောင်မယ်။ဒီအချိန်အတွင်းတိုက်ဆရာတွေလိုချင်တာမရအောင်အချိန်ဆွဲဖို့လိုမယ်။တဲ့အနေနဲ့တန်နှရှင်တွေနဲ့ဆက်တူလို့ရမယ့်နီလာတခုခုများဖန်တီးပေးနိုင်မလား။တခင်မလေးနဲ့ကျွန်တော်မျိုးမတို့ကစိတ်နဲ့ဆက်တူကြတာများတယ်။ဟုတ်ပြီ။ဒါဆိုရင်တို့အသိရှိနေသေးလား။တန်နှချင်းတွေဘလို့ရှိနေပြီလဲဆိုတာအရင်မေးကြည့်ပါဦး။ ဟုတ်ကဲ့ဆရာ အခုပဲစူးစမ်းကြည့်ပါမယ်။ဩဇာသားမမက်ပြွားမျက်လုံးကိုမှက်ပြီးအဆက်တွေရလို့ရညာချိတ်ဆက်ကြည့်ပေမဲ့စိတ်ချစက်တယ်လို့မြားတာကြောင့်ခေါင်းကိုခါရမ်းပြီးအောင်မြတ်တာကိုမျက်နှာငယ်လေးနဲ့မောကြည့်နေခဲ့တယ်။တရရုံနေတော့အဆက်တွေရမှာပါ။ထပ်ပြီးစူးစမ်းကြည့်ပါအောင်။ဟုတ်ကဲ့ဆရာကျွန်တော်မျိုးမစူးစမ်းကြည့်ပါမယ်။မမက်ပြွားဒုတိယအကြိမ်ဆက်တယ်ဖို့စူးစမ်းကြည့်တဲ့အခါမှာတော့အမတယောက်နဲ့အဆက်တွေရပြီဆရာ တိုင်တဲ့အချိန်ကြီးဘလို့ရှိလဲမေးကြည့်ပြပါအောင်မမေပြောကစိတ်ချဆက်သွဲတဲ့နီးနဲ့မင်းမြဲကြည့်တဲ့အချိန်ဆရာတိုက်ဆရာတွေကအကော်လုံးကိုထိချုပ်ထားပြီးပြီတဲ့တချို့တိုက်အဆောင်တရဲတွေဆိုရင် ကလကဆန်လုံးလုံးမင်းလောင်တိုက်သိမ်းပြက်လိုက်ပြီလို့ပြောတယ်သူတို့လူချင်းနဲ့အရာရောပေးလိုက်ပြီလားမပေးသေးဘူးဆရာအမတော်တွေကရနေနေများအချိန်ဆွဲထားသေးတယ်ကောင်းတယ်မနေ့အာယုံတက်ချိန်ဆိုရင်အတွင်းစီကိုဖောက်လို့ရနိုင်တယ်ဒါလို့လို့ သူတို့လိုချင်တာကိုအာယုံတက်ချိန်မှာပေးမယ်လို့အချင်းဆွဲခိုင်းတာဟုတ်ကဲ့ဆရာကျွန်တော်မြို့မှာပြောလိုက်ပါမယ်။အောင်မြတ်သားတို့လည်းတန်နဲရှင်တွေကိုအချင်းဆွဲခိုင်းထားပြီးလွတ်နေတဲ့အပြည့်စည်းရားနဲ့အထဲကိုဝင်ဖို့ကြိုးစားခဲ့ကြတယ်။အောင်မြတ်သားကလွတ်နေတဲ့စီးနေရာမှာရှစ်ကွက်အင်းရှစ်ချက်ကိုကြောက်ွက်လိုထပ်ပြီးအင်းတို့ကတာရွတ်လိုက်တယ်ဆိုရင်ပဲအင်းကွက်ထဲမှာရှိနေတဲ့ဆမအက်ခရာတွေကတဖြည်းဖြည်းကြီးလာပြီးအပြည့်စည်းရဲ့အောက်ခြေတွေကိုတိုးဝင်သွားခဲ့တယ်။ စမအခရာတွေတိုးဝင်သွားတဲ့အတွက်စီးရဲ့အောက်ခြေကျွတ်တက်လာပြီးနေရာလည်းတဖြည်းဖြည်းကျဝင်လာခဲ့တာလူတကောဝင်လို့ရတဲ့အနေအထားဖြစ်လာခဲ့တယ်။အောင်မြတာတို့လည်းနေရာလွတ်တာနဲ့ချက်ချင်းဆိုသလိုခေါင်းငုံကတိုးဝင်လိုက်တော့ခွန်းလာဝင်ပြီးတဲ့အချိန်မှာပဲအောက်ခြေမှာတိတ်ခိုင်ထားတဲ့စမအခရာတွေကဒစစီလွတ်ထွက်ကုန်တယ်။တော်ပါသေးရဲ့အချိန်လေးနင်းနေနောက်ကျသွားရင်တကောလုံးစုပ်ပြတ်တတ်သွားနိုင်တယ်နော်ဆရာ။ခွန်းလာအလန့်တကြားပြောရင် အပြင်မှာရှိနေတဲ့ဖိုးနေတဲ့မဲမဲပြို့တို့နှုတ်ဆက်ကတိုက်စရာတွေရှိတဲ့အတင်းစီဘက်ကိုထွက်သွားခဲ့လိုက်တယ်။အပြင်စီကိုကြော်လုံပြီးမကြခင်အချိန်မှပဲကြောက်သေးစီဒီကိုဖိုးပြန်လိုက်ရပြီးတော့တဆက်ထဲမှာပဲကျင်းဝါတန်၊နာကျင်စွာအောင်ကြီးတန်၊တောင်းမတန်တွေကိုစတင်ကြားလိုက်ရတယ်။အောင်မြတာတို့အမောင်တို့ကိုအားယူပြီးအတွင်းစီနာကိုတွေ့ကပ်သွားခဲ့တာ။ကြောက်သေးစီဒီပရဝင်ထဲမှာရဇမက်တစ်ခုကာရလို့ရဇမက်ထဲမှာတော့ မိထိုးထားတဲ့ခရုတ်ပွဲတွေစီတက်ထားတာကိုမြင်လိုက်ရတယ်။ရာဇမတ်ထဲမှာတော့ခြိမှန်းကျိုးတွေနဲ့ချုံနောက်ခံထားရတဲ့တန်တန်းရှင်တွေရှိနေပြီးရာဇမတ်ရဲ့အပြင်မှာတော့တကိုယ်လုံးမီးလောင်ကျိုးတွေနဲ့ခြိနောက်ခံထားရတဲ့တိုက်ဆောင်တရဲတွေတိုက်တွင်းအဆောက်တွေကိုမြင်တွေ့လိုက်ရပါတယ်။အကိုကြီးဒီကောင်မတွေကပလီပလာလုံးနေတာလို့ပဲမြင်တယ်။တိုက်ဆရာနှစ်ယောက်တည်းကအငဲဖြစ်ဟတူတဲ့လူရဲ့စကားကြောင့်အစ်စမတွေရေးဆွဲထားတဲ့ကြိမ်လုံးကင်ထားတဲ့လူက ြေလုံးကိုလက်နဲ့တစ်ဖက်ဖက်ရိုက်ရင်ခေါင်းတညိမ့်ညိမ့်လောက်ကမင်းတို့ငါ့ကိုပလိပလာလှုပ်လို့ရတော့တိုက်ဆောင်နေအားလုံးကိုတယောက်ချင်းစီမင်းလောက်တိုက်သေးပြက်မယ်ဆရာတို့မညာရဲပါဘူးရှင်ယရနာပစ္စည်းတွေလိုချင်နေဆိုရင်ရာဝင်အိုးအလုံးပေါင်းယာနဲ့ချီပြီးပေးနိုင်ပါတယ်အခုလိုချင်အခုပေးပါမယ်ဒါပေမဲ့မသေးသေးတော့အာယုံတက်မှထုတ်ပေးလို့ရမှာဖြစ်လို့စောင့်ခိုင်းနေတာပါအေးမကြခင်လဲအာယုံတက်တော့မှာဆိုတော့ မင်းတို့ပြောတဲ့စကားကိုယုံမင်းလိုက်မယ်။ရောင်နေလာလို့မှထောက်မပေးရင်ငောက်အစုံမစုံနဲ့။တိုက်စရာလက်ဝဲကနေရှော့ကြနေတဲ့ယောဂီတစ်ပတ်ကိုပခုံးပေါ်ပြစ်တင်ပြီးရဇမက်ကွက်ထဲမှာတမလီခွေထိုင်ကဆောင်းဆိုင်နေခဲ့တယ်။ဆရာအတွင်းစည်းကိုဖောက်ဖျက်ဖို့ကမလွယ်လောက်တော့။ငါလည်းဘလို့လို့ရင်ကောင်းမလဲစဉ်းစားနေတာ။တို့အတွင်းစည်းချထားတာအရန်ကိုဆစ်ဆက်လွန်းနေတယ်။ကျွန်တော်စူးစမ်းကြည့်ရမလားဆရာ။မလုံးနဲ့မှကောင်း ငါတို့ရောက်နေတာသိတာနဲ့တန်နှဲရှင်တွေကဒီထက်ပိုပြီးနှိမ့်ဆက်ခံရလိမ့်မယ်။အောင်မြတ်သားနမောင်နေတဲ့မျက်ခုံးတစ်ခုတော့အောင်စဉ်းစားရင်အကြံတစ်ခုတော့ရှိတယ်။အလုပ်ဖြစ်မဖြစ်တော့မပြောတတ်ဘူး။ဘယ်လိုအကြံလဲဆရာ။တိုက်ဆရာနှစ်ယောက်ထဲမှာအကြီးဖြစ်တဲ့လူရဲ့စိတ်ကအနှင်းငယ်နူးညံ့တယ်လို့ခံစားရတယ်ကွ။ဒါကြောင့်သူ့ကိုစိတ်ညှို့ပြီးတော့အတွင်းစည်းရည်ကနေအပြင်ကိုထွက်လာလို့ရမယ်။အတွင်းစည်းကိုကြော်ရနဲ့စီးပြင်မှာရှိတဲ့တိုက်ဆောက်နေရာသူ့ကိုရလိုက်မယ်။ အကြီးကိုရရဲ့သူ့ကိုတိုက်ဆောက်ဖြစ်ပြန်ခတ်ပြီးအငယ်နဲ့ပြန်တက်ခါနိုင်မယ်။ဆရာပြောတဲ့အကြံတိုင်းအောင်မြင်မှုအတွက်ကတိုက်ဆရာနှစ်ယောက်ထရာတစ်ယောက်ကိုစတိရမှာပေါ့။အရင်ဆုံးအောင်မြင်ဖို့အတွက်စမ်းကြည့်ကြရအောင်။အောင်မြတ်သားကရဇမက်ကွက်ထဲမှာရှိနေတဲ့တိုက်ဆရာနှစ်ယောက်ထရာအကြီးဆုံးဖြစ်သူကိုအာရုံပြုတ်ပြီးစိတ်ထဲကိုဝင်ရောက်ဖို့စတင်စူးစမ်းခဲ့တယ်။ဒါပေမဲ့တိုက်ဆရာတွေရဲ့အစွမ်းကြောင့်စိတ်ကိုချုပ်ကန်လို့မရဖြစ်နေတဲ့အချိန်အမလေးလေးလေး ဆရာတို့ရေကျမရဲ့မောင်လည်းအဖြစ်ကိုကြည့်ပါအောင်လားဆိုတဲ့အသက်တစ်ခုထွက်ပေါ်လာခဲ့တယ်။တိုင်းဆရာနှစ်ယောက်လည်းအသက်ကြားတဲ့နေရာကိုကြည့်လိုက်တော့ချင်မဲကွင်းထံကြောင့်ခန္ဓာကိုယ်တစ်ခုလုံးမင်းလောင်ဒဏ်ရာတွေအပြည့်ဖြစ်နေတဲ့စေကျော်တဲ့အရွယ်ကလေးတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။အဲ့ဒီအချိန်အကြီးဆုံးတိုင်းဆရာဖြစ်တဲ့လူရဲ့စိတ်ထဲမှာဟင်ဒီကလေးကငါသားလေးအရွယ်လောက်ပဲရှိသေးပါလားဆိုတဲ့အတွေ့နဲ့အတူတနာစိတ်ဝင်လာခဲ့တယ်။အောင်မြတ်သားလည်းဒီအခွင့်အရေးကိုအယယူပြီးစိတ်ကိုညှို့လိုက်တော့ တိုက်စရာရဲ့လှုပ်ရှားမှုတွေကသူ့ဆန္ဒအတိုင်းလမ်းလုံနေရကိုသတိထားမိခဲ့တယ်။ဒါကြောင့်ရဇမဲကွက်ထဲမှာရှိနေတဲ့တိုက်စရာကိုစီးပြင်းထောက်ဖို့စိတ်ခမ်းလိုက်တဲ့အခါမှာဟိုကလည်းစိတ်ညှို့ခံထားရသလိုစီးပြင်းကိုခြေတလန်ထွက်မိသွားခဲ့တယ်။အဲ့ဒီအချိန်စီးပေါက်သွားတဲ့တိုက်စရာကိုစီးပြင်းမှာစောင့်နေတဲ့တိုက်ဆောင်တရဲတွေကဂုတ်ကနဲ့ဆွဲယူပြီးဝိညာဉ်နှုတ်သွားတာကိုမြင်တွေ့လိုက်ရတယ်။ဒီဖြစ်တွေကိုအငယ်ဖြစ်တဲ့တိုက်စရာသတိမထားမိပဲ။ မိမိရွတ်ဖက်ရမယ့်ဂါရာတွေကိုသာမျက်စိမှိတ်ပြီးရွတ်ဖက်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲချီမန်ကွင်းနဲ့ချုံနောက်ခံထားရတဲ့တန်တန်းရှင်တွေအားလုံးဟီဟာဟာထားရပြီးတော့ကိုယုံထလာတာကြောင့်ရဇမက်ကွက်ထဲမှာကျင်နေတဲ့တိုက်စရာသတိပြည့်ဝလာပြီးသူ့ရဲ့ပညာတွေနဲ့ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားတယ်ဆိုပေမဲ့သူ့ပညာတွေကိုပြန်လည်ခုခံနေတဲ့ပညာဆက်တချို့ကိုသတိထားမိခဲ့တယ်။ညီလေးငါငါစိတ်ဖောက်ပြီလို့တိုက်ဆောင်ဖြစ်ဘိုးကပြောင်းသွားခဲ့ရပြီ။ မင်းရဲ့ပညာတွေကငါထက်အစ်စ်ပုံမြအောင်စူးစမ်းပြီးမှထပ်လာခဲ့ဟေ့ဆိုတဲ့အဲ့ဒီအတန်းနဲ့တူဇက်ကြီးလည်းမြေမျက်လုံးပြုတ်ထွက်နေတဲ့အကိုစရာဖြစ်သူကိုမြင်တွေ့လိုက်ရတယ်။တန်တဲ့ရှင်တွေလည်းအတွင်စီပေါက်သွားပြီးဖြစ်တဲ့တိုက်စရာကိုတတ်ဖို့ကြောက်မောက်ဖွဲအစင်းတရံနေဖန်စင်းပြီးရှစ်တိုးလာတဲ့အချိန်ရလိုက်ကြစမ်းဆိုတဲ့အတန်းနဲ့တူအောင်မြတ်သားတို့ဆရာတပည့်တွေအရှိ့ကိုထွက်လာခဲ့တယ်။သူတို့ရဲ့အနောက်မှာတော့ဖိုးနေတဲ့ဥဆက်ဆောင်မဲမဲပြို့တို့ရုတ်တရက်ပေါ်လာပြီးတန်တဲ့ရှင်တွေကိုစိတ်ထိမ်မို့ဖြောင်းဖြောင်းပြောဆိုနေခဲ့တယ်။ အဲ့ဒီချိန်အောင်မြတ်သားတိုင်နေရှင်တွေဘက်ကိုလှည့်ပြီးတင်းတို့တိုင်နေလဲမူလအချင်းတွေပြေရောက်ပြီးမှုကျန်တဲ့တယောက်ကိုတော့အသက်ရှင်တဲ့ဝေးပေးလိုက်ပါလို့တောင်းဆိုတော့မှတိုင်နေရှင်တွေအားလုံးအန်တွေချိတ်တက်ပြင်းတွေချကမျက်နှာလွှဲသွားခဲ့တယ်တင်းလဲဒီနေရာကနေအမြတ်သားတော့တောင်းချင်ုံမရောက်မချင်းနောက်ကိုလှည့်မချင်းမိစေနဲ့လက်ဆက်သက်တော့နင်းတို့ကြောင့်စိပောက်သွားတာ哦မကြခဲ့နင်းတို့အားလုံးစီငါပြန်လာခဲ့မယ် တိုက်စရာအငိုကြိတ်ကကျုံသွားပြီးဒေးဆုံမှာတောင်ကနေခြေလိုက်ခြေကြီးတွေနဲ့ဆင်းသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲရာဇမက်ကွက်ထဲမှာရှိနေတဲ့ခရော့ပွဲတွေကိုတိုက်ဆောက်ပုံကိုတွေကဒေါသတကြီးကန်ကြောက်ပစ်ခွဲနေတယ်လို့တန်နေရှင်တွေကလည်းအမျက်သားတို့ကိုကျေးဇူးတင်ကြောင်းလာရောက်ပြောဆိုခဲ့ကြတယ်။အမျက်သားကတော့သူတို့တာဝန်ပြီးဆုံးသွားပြီမို့တန်နေရှင်တွေနဲ့ဖိုးနေအောင်နောက်နောက်အခုလိုအဖြစ်မျိုးမဖြစ်အောင်တရေထားဖို့ပြောဆိုကကြောက်တိစီဒီဘော်ကိုတက်ရောက်သွားခဲ့ကြတယ် အောင်မြတ်သားတို့ကြောက်တီးစီတွေပါခုနှစ်ရက်အထိတ်ထံဝင်ပြီးပြက်စင်းလာတဲ့အချိန်ဒေးဆွန်မှာတောင်ကျောရဲ့တစ်ဆက်တည်းဖြစ်တဲ့တောင်ပေါ်မှာဆိုးသွမ်းနေတဲ့နတ်ပိတ္တာတစ်ပါးကိုဆုံးမပေးခဲ့ရတယ်။နတ်ပိတ္တာရဲ့အစွားအလိုကြီးမတဲ့အပြင်လမ်းလျှောက်တိုင်းခြေပွားအောက်ကနေမီးပွားတွေလွတ်ထွက်နေတာကြောင့်တိုင်နှင်းရှင်တွေကသူ့ကိုခြေမီးတောက်နဲ့လို့ခေါ်ဆိုကြောင်းလဲသိခဲ့ရတယ်။အောင်မြတ်သားတို့အနေနဲ့ခြေမီးတောက်နှက်ကိုဘယ်လိုဆုံးမမလဲ။သူကရောဘယ်လိုဆိုးသွမ်းနေလဲဆိုတာကိုတော့ အောင်မြတ်တာနဲ့ချင်းမီတောင်နဲ့ဆိုတဲ့ဝတ္ထုလေးမှာပရိသတ်ကြီးအားစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်နော်အချိန်ပေးပြီးနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးအထူးပဲတင်ရှိသလိုစာရေးဆရာဇေယနာရမညောက်လေကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစင်သာဝရပတ်စားနိုင်ကြပါစေရှင်